မနွေဦးတော်လိုင်းရဲ့ပုံရိပ်အစစ်မှန်ကိုမြင်တွေ့နိုင်တဲ့ဆီယမဂျင်းနီရကူထားတဲ့ Creative Resistance မြန်မာမတ်တရုပ်ရှင်ကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာအော်တိုဘာ၂ရက်နေ့မနေ့ကပြသခဲ့ပါတယ်ဒီရုပ်ရှင်မှတ်တမ်းတွင်မြူတိုင်းညီရေးဆိုရာအန်ယူဂျီအမျိုးသမီးဒူငယ်နဲ့ကလေးတငယ်ရေးရဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးနော်ဆူဇန်နာလလဆိုးပါဝင်လူငယ်၃မျိုးရဲ့ဘဝစကြောင်းကို၃နှစ်ချိန်ယူရကူခဲ့ပါတယ်တပြေမှတ်တမ်းရုပ်ရှင်နဲ့ပတ်သက်ပြီးဝန်ကြီးနော်ဆူဇန်နာလလဆိုးကအခုလိုပြောပြပါဗျာ ဒီဟိုကျမအပါဝင်ပေါ့နော်ဟို၄ဦးပေါ့တော်လိုင်းရေးထဲမှာဟိုဒီဂီတပညာရှင်အပကြီးဆရာနောက်ပြီးတော့ဒီလူမှုရေးလုပ်တဲ့လူပေါ့နော်နောက်ပြီးတော့စစ်ဘုံပေါ့နော်အဲ့လိုမျိုးတွေရဲ့ခန္ဓာနေပြီးတော့ဘယ်လိုတွေလောက်တိုင်းနေလဲဆိုတာကိုဟိုရင်းပေါ့အဆူစီထားတာပေါ့လေကျမတို့ရဲ့ရုံးကံမှုပေါ့ဒီတော်လိုင်းရေးမှာ ဒါပေမဲ့မကြခင်မှာเนาะဟိုကျမတို့ကတော့အဓိအဓိကပြောဇက်လိုက်၄ရောက်ဆိုပေမဲ့ကျမတို့အားလုံးကဇက်လိုက်တယ်ဒီလေအားလုံးကကျမတို့ထက်မနှိမ့်နဲ့ပါဝင်မှုနဲ့စူးစမ်းနေတာအဲ့အတွက်လဲကျမတို့ကကိုစားပြုတ်ပြီးတော့ပါဝင်ပေးနေတာပေါ့เนาะအဲ့အတွက်လဲကျမတို့ခုန်ယူတယ်ဒီနေ့ဟိုစမကြခင်ကာလမှာပေါ့အာကျမတို့အားလုံးပေါ့เนาะဟိုကိုယ့်ရဲ့အဲဒေတာမှာပြန်ပြီးတော့เนาะဒီခြစ်တက်ပြီးတော့ နိုင်ငံတစ်ချို့ပြန်လို့ထူထောင်မယ်။နော်လူမျိုးရေးမခွဲခြားတဲ့နော်ဒါမှနော်ဒီပဋိပက္ခမရှိရဲ့တာယာတဲ့ဒီဖက်ဒရယ်ပြောင်းစုရေးကိုအတူတူပြန်လဲတည်ဆောက်ဖို့အဲ့ဒီချိန်မှာလည်းအဲ့ဒါကိုမှတ်တမ်းဆက်ပြီးတော့တင်ဖို့ပေါ့လေ။အဲအဲ့ဒီအတွက်ကိုကျွန်မယုံကြည်ပါတယ်လို့။ တော်လန်ရေးတွင်တချို့ကကြမ်းမဖက်ရေးကတိကဝတ်ကိုတစ္ဆာဆောင်တည်ဖို့ရုံးကန်ကြရင်လက်နက်ကန်ကြရသလိုတချို့ကဂီတ၊ကဗျာနဲ့နှုတ်ပညာကိုသုံးယူကာငင်းကျဉ်လွတ်လပ်တဲ့ဒီမိုကရေစီနဲ့မြန်မာနိုင်ငံပြည်သူအလုံးပါဝင်နိုင်တဲ့စစ်မှန်တဲ့အနာဂတ်ကိုဆောင်ကျင်းပေးဖို့အတွက်အနုပညာနဲ့တော်လန်နေကြတဲ့အကြောင်းဒီမတ်တရုပ်ရှင်မှာထင်ရအောင်ရဲကူးပုံပေါ်ထားပါတယ်။ပေးစာအန်ဒီရှိတဲ့ကစားပွဲတွေကစိတ်စိတ်လာတယ် ဘောင်းမုံထောပဲ့တုံရီတစ်ချက်အတွက်နော်နွားတော်လုံးဘုံမွေးလိုပါဘူးမိခွန်းနဲ့ဂျုံထိုးခဲ့ပြီးဖရာမှာရှင်မီထွန်းကြစုလာအခြေရဲ့သူဆက်ခက်ပြီးရဲ့စောက်မနစ်တွင်လုံးနိုင်ခဲ့တဲ့ကိစ္စတွေနဲ့မှာခဲ့တဲ့ကိစ္စတွေကိုသင်ခန်းစာယူပြီးပူကောင်းတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ဖို့ခွန်အားဖြစ်စေတဲ့ရုပ်ရှင်မှတ်တမ်းတစ်ခုဖြစ်တယ်လို့တပီရုပ်ရှင်မှတ်တမ်းမှာပါဝင်ခဲ့တဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတက်ဆွေဝင်းကပြောပါတယ်ဒီနေ့ရုပ်ရှင်ကကျွန်တော်တို့ဒီဟိုတပြေဆိုတဲ့ရုပ်ရှင်ဒီပြီးခဲ့တဲ့ဒီ2022ကနေပြီးတော့2024လောက်ထိကိုကျွန်တော်တို့ဒီအဲ၃နှစ်လောက်ကြာဒီဒီဒရိုက်တာချင်းတွေကနေပြီးတော့ဒီရိုက်ကူးထားတဲ့ရုပ်ရှင်ပေါ့နော်ဒါဒီကျွန်တော်တို့ဒီတော်လန်ရေးရဲ့မြို့တော်လန်ရေးရဲ့ဒီ၅နှစ်စာတောက်ချောင်းတစ်ခုလို့ဆိုတော့သတ်မှတ်လို့ဆိုသတ်မှတ်လို့ရတယ်ကျွန်တော်တို့ဒီမှာပြန်ကြည့်ပြီးတော့ဒီလွန်ခဲ့တဲ့ကာလဒီမှာတော့ကျွန်တော်လုပ်ခဲ့တဲ့ ဟိုလုံနိုင်ခဲ့တဲ့ဟာတွေမလုံနိုင်ခဲ့တဲ့ဟာတွေမှားခဲ့တဲ့အမှားတွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ပြန်ပြီးတော့တင်ငန်းစာယူနိုင်ကြတယ်ပြီးတဲ့ခါကျကုကုဖိနေသုံးသပ်ပြီးတော့ပိုကောင်းတဲ့အနာဂတ်တစ်ခုဒီဖောက်ဖို့အတွက်ပိုကောင်းတဲ့ဒီတော်လှန်ရေးတစ်ခုကိုကျွန်တော်တို့ဟိုအင်နာရိတ်ပါဝင်နိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့ခဏနားပြီးတော့ပြန်အားဖြည့်ပြန်သုံးသပ်ပြီးတော့ရှေ့ဖက်ပြန်သွားဖို့အတွက်ကိုလည်းခွန်အားယူတဲ့ဟိုလို့ရှိရင်တစ်ခုလို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ် In the whole country, we call the international communities to weapons and jet fuel imports to Myanmar. တိုက်ပွဲတွေအတွင်းထိခိုက်လွယ်တဲ့ကလေးနဲ့အမျိုးသမီးတွေကိုဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ဝန်ကြီးနော်ဆူဇန်နာလလဆူကပြောပါတယ် ဟုတ်ကဲ့အခုလောလောဆယ်အဟိုရင်ပေါ့ဒီတိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာပြေးလာတဲ့စစ်ဘေးရှောင်မျိုးသမီးတွေကလေးတွေကိုတတ်နိုင်တယ်လောက်ခုမယ်လို့ပြောတယ်ကျွန်မကိုမေးတယ်လေကျွန်မကဒီမှာပါဝင်တယ်တရားလေကျွန်မလည်းသဘောတူတယ်လို့ကန့်ကွက်စရာမရှိဘူးလို့ပါလဲဆိုတော့ဒီဒီစစ်ဘေးစစ်တမ်းကြောင့်ခံစားနေရတာအဓိကဟိုအမျိုးသမီးနဲ့ကလေးတွေပေါ့နော်အော်ဒီထိခိုက်တွေ့တယ်လေဆိုတော့သူတို့ကိုကတော့ဟိုခုညီဖြစ်တယ် အဲကျမတို့အနေနဲ့တက်နိုင်ကြလားကျမတို့ဆက်လက်ကူညီသွားပါမယ်လို့ပြည်မတန်းရွှေရှင်မှာပါဝင်ခဲ့တဲ့မြတ်ပြည်သူလူမျိုးရေးတပ်မတော် PPNL ကိုကယ်ရေးမှုမောင်ဆောင်ခါကတော့ဒီမတန်းရွှေရှင်ကကျွန်တော်တို့ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတော့တမိုင်းသက်သေဖြစ်ပါတယ်။နောက်၁၀နှစ်ကြာမှဒီလိုကြိုးစားမှုတွေရထင်လာမယ်လို့မျှော်လင့်ပါတယ်။တော်လန်ရေးဆိုတာ မြေအောက်ရေလိုလှုပ်ဝက်တို့တိတ်စွာတိတ်စိတ်စီစဉ်ရတာဖြစ်ပြီးအချိန်ကျရင်တော့ရေတကွန်လိုအလားပါကိုပြည်သူတွေခံစားစေနိုင်မှုဖြစ်ပါတယ်လို့ပြောပါတယ်ဒီမတန်ရွှင်ပွဲဟာအခမဲ့ဖြစ်ပေမဲ့အလူခံမှုကနေရရှိရလူတန်းငွေတွေကို မကြသေးမီကဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်အိုးရင်ဆုခါထွက်ပြေးနေရတဲ့ကရင်ပြည်နယ်ရှိ IDB စခန်းတွေအတွက်ထောက်ပံ့ပေးသွားမယ်လို့လည်း ဆိုပါတယ်အခုတပြေးမတန်းရုပ်ရှင်ကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာပထမဆုံးအနေနဲ့ပြသတာဖြစ်ပြီးချင်းမိုင်မြို့ချင်းမိုင်တက္ကသိုလ်ဒုမုတိပ္ပံမဟာဌာနမှာလာမယ့်အောက်တိုဘာ9ရက်နေ့မှာဆက်လက်ပြသသွားမယ်လို့သိရပါတယ်